အားလုံးမင်္ဂလာပါရှင်။အဲကျွန်မမနေ့တော့ဆွေးနွေးပြခဲ့တယ်ပေါ့နော်။ဒီကကလေးတွေကိုကြီးပြင်းအောင်ပြုစုပြုထောင်ခြင်းအဲပုံစံနေနဲ့မိဘတွေကိုပညာပေးခြင်းဆိုတဲ့အကြောင်းအရာလေးမှာနေ့တော့ကျွန်မအဓိကအချိန်လေးချက်ကိုဆွေးနွေးပြခဲ့ပါတယ်ရှင်။ပထမဆုံးချက်ကကလေးတွေကိုပေါ့နော်ချစ်ချင်းမြတ်တာနဲ့ကြိုးကြောင်းဆင်ကျင်တတ်တဲ့လေးထားတွေနဲ့အဲကလေးတယောက်ရဲ့ပျော်ရွှင်မှုတွေဟာမိဘရဲ့စိတ်ချမ်းသာမှုတွေ မိဘရဲ့ပျော်ရွှင်မှုတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်နေတယ်ဆိုတဲ့အကြောင်းလေးကပထမဆုံးချက်ပါမိဘမျက်နှာပေါ်ကပျော်ရွှင်တဲ့အလင်းရောင်ဟာကလေးရဲ့ကဘာထဲမှာထွန်းလင်းတောက်ပနေတဲ့နေအောင်ကြီးလေးပါပဲတဲ့ရှင်ဒါလေးကပထမချက်ကလေးအရေးကြီးတဲ့ချက်ကလေးတစ်ချက်ပါဒုတိယအရေးကြီးတဲ့ချက်တစ်ချက်ကကြတော့လုံးကြုံမှုရဲ့အခြေခံဖြစ်ပါစေတဲ့ကလေးတယောက်အတွက်လုံးကြုံမှုဆိုတဲ့စာသားလေးဟာတကယ်ကိုပဲပြည့်စုံမှုပို့လိုအပ်ပါတယ် အဲစာဝင့်နေရေးဆိုတာလည်းပြည်စုံတာတဲ့ပေါ့နော်စာဝင့်နေရေးပြည်စုံစာဝင့်နေရေးဒီအဲစာရေးဝေရေးဒီပေါ့နော်အားလုံးပြည်စုံနေသူ့မှာသူ့စိတ်ထဲမှာလုံခြုံမှုရှိဖို့ဆိုရဲ့အခြေခံသဘောတရားလေးရလည်းလိုအပ်တာလည်းဖြစ်တယ်သူ့ပတ်ဝန်းကျင်မှာ သူ့ချစ်တဲ့သူတွေဟာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်မှုကိုမြင်ရခြင်းရလေတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုဖန်တီးပေးပါတယ်တဲ့ဒါကလေးဘဝအတွက်အရေးပါပါတယ်တဲ့ အဲနောက်တစ်ခုကတစ်ချက်ကကြတော့အကောင်းမြင်တဲ့အကောင်းမြင်စေရဲ့မူလအစပေါ့နော်ဒါကလေးတွေရာဒီငယ်စင်မှာကျမတို့မွေးစားကနေပြီးတော့ဒီကေဒီကေနေဖခင်နေနဲ့ကလေးကိုပြည့်စုံဆောက်ရှောက်တဲ့သူတွေနဲ့ထိတွေ့ရတာဆိုတော့ဒါကြောင့်မိဘတွေဟာအင်မတန်ကို ရေးပါရဲ့သူတို့တွေရဲ့ဒီက မူဂျို ECCD ပညာရေးမှာဆိုရင်မူဂျိုကနေမွေးစားကနေပြီးတော့အဲ၈နှစ်အတွင်းကလေးတွေကအဓိကအများဆုံးကအိမ်မှာအိမ်ကနေပြီးတော့လက်ဦးဆရာမိရိုက်ဆရာမိနေပါဆိုတော့မိမိဘတွေသူ့ရဲ့အိမ်မှာရှိနေတဲ့အိမ်သူအိမ်သားတွေရဲ့အဲအကောင်းမြင်တတ်တဲ့စိတ်ထားလေးတွေဟာကလေးရဲ့ငယ်ဘဝမှာတကယ်ကိုအစာပြိုးအတွက်အင်မတန်ကိုအရေးပါတယ်ဒါကြောင့် ဟဲဘဝမှာပေါ့နော်ရင်ဆိုင်မှုအခက်အခဲတွေကိုပျော်ရွှင်စရာလေးတွေနဲ့ပေါ့နော်ဒါရင်ဆိုင်နိုင်အောင်အကောင်းမြင်စိတ်ကိုမွေးတတ်အောင်မွေးမြူပေးရမှာလည်းဖြစ်ပါရဲ့ရှင်။နောက်တစ်ချက်ကကြတော့ကျမတို့ကလေးတွေရဲ့ဘဝမှာကျမတို့လူသားတွေရဲ့ဘဝမှာကျမ်းမာသောဆက်ဆံရေးပုံစံတွေကိုပုံဖော်တတ်ရမယ်။ပိသားစုတွေမှာပျော်ရွှင်တဲ့အချိန်တွေဟာကလေးတွေကိုကျမ်းမာတဲ့ဆက်ဆံရေးဆိုတာ ဘာလဲဆိုတာကိုလက်တွေ့တင် जा ပေးနေတာဖြစ်ပါတယ်တဲ့မိသားစုတွင်မှာပျော်ရွှင်တဲ့အချိန်တွေဟာကလေးတွေရဲ့ကျမ်းမာရေးကျမ်းမာတဲ့ဆက်ဆံရေးပေါ့နော်ကလေးတွေကိုကျမ်းမာတဲ့ဆက်ဆံရေးဆိုတာဘာလဲဆိုတာကိုလက်တွေ့တင် जा ပေးနေတာဖြစ်တယ် သူတို့တွေကြီးပြင်းလာတဲ့အခါမှာသူတို့တွေရဲ့အခြေရေးတွေမိသားစုဘဝအတွက်ဒီလိုပုံစံတွေကိုဆန်နမူနာဖြစ်ယူဆောင်သွားမှလည်းဖြစ်ပါတယ်တဲ့ဒါကြောင့်ကျွန်တော်တို့ကလေးတွေရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့မိသားစုတွေကပျော်ရွှင်စရာကောင်းတဲ့အချိန်တွေနဲ့ဖန်တီးပေးရမှလည်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့နောက်တတိယအချက်ကကြတော့စိတ်ခံစားမှုပါတဲ့ဉာဏ်ကြီးပေါ့ emotion ပေါ့နော်ဒါဖွံ့ဖြိုးဖို့လိုအပ်တယ် ကိုယ်ပိုင်ခန်းစားချက်တွေကိုနားလည်ပြီးတော့သူတစ်ပါးရဲ့ခန်းစားချက်တွေကိုလည်းချိန်ဆတတ်တဲ့ EQ မြင့်တက်ဖို့လိုပါတယ်တဲ့ကျွန်တော်တို့ဒီခေတ်မှာ 21st century scale မှာဆိုရင် IQ ရော EQ ရောပေါ့နော်အဲမြင့်မြင့်မားနေဖို့လိုအပ်တယ်စတုထချက်ကလေးရကြတော့တန်မိုးရှိတဲ့မှတ်ဉာဏ်နေနဲ့တိဆောက်ပေးရမှာငယ်ဘဝတကယ်ကိုငယ်ဘဝရဲ့မှတ်ဉာဏ်တွေကအင်မတန်တန်မိုးရှိတဲ့ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာဒီမှတ်ဉာဏ်နေနဲ့ဖွံ့ဖြိုးရှင်သန်ကြီးထွားရမှာဖြစ်တဲ့အတွက် ကလေးဘဝမှာစူဆောင်းရခဲ့ရှိခဲ့တဲ့ပျော်ရွှင်တဲ့မှတ်ဉာဏ်တွေဟာသူတို့တသက်တာမှာစိတ်ကျမ်းမာရေးအတွက်လည်းယဉ်နီးမြုပ်နှံမှုလည်းဖြစ်တယ်။ကြီးပြင်းလာတဲ့အခါမှာရင်ဆိုင်ရတဲ့အခက်အခဲတွေထဲမှာဒီမှတ်ဉာဏ်တွေဟာခွန်အားတွေဖြစ်ခွန်အားတရအဖြစ်ပေါ့နော်ပြန်လဲအသုံးတည့်စီမှာဖြစ်ပါရဲ့တဲ့ဒါကြောင့်ကျမတို့ကလေးဘဝအရေးကြီးတယ်ပေါ့နော်ဒါကြောင့်ဒီလိုမျိုးပေါ့နော်ပျော်ရွှင်တဲ့ကလေးဘဝမှာကလေးတယောက်ရဲ့မှတ်ဉာဏ်ထဲမှာအဲပျော်ရွှင်တဲ့ အဲမိသားစုလေးရဲ့နောက်ကွယ်မှာပြပြရှိရှိနေတတ်တဲ့မိဘရဲ့ရုပ်ဆင်းတဲ့တန်နေရှိနေဖို့လိုအပ်တယ်။ကိုကလေးရဲ့ကလေးရဲ့ဘဝမှာလှပအောင်ဖန်တီးပေးခြင်းနဲ့ဆိုရင်ကျမတို့မိဘတွေကလည်းပဲပြပြရှိရှိနေတတ်တဲ့လူကြီးတွေဖြစ်အောင်ကြိုးစားကြရမယ်။ဒါကြောင့်ပျော်ရွှင်တတ်တဲ့မိဘဘဝကိုနမူနာ ပြတာချင်းနေပေါ့နော်ကလေးတွေရဲ့ဘဝတွေမှာရေရှည်အကျိုးရှိအောင်လက်ဆောင်လေးတွေပေးကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျမတို့ကျမမနေ့တော့ဆွေးနွေးခဲ့ပါရဲ့ယနေ့မှလည်းပဲအဲ့ဒီတော့အဲ့လိုမျိုးလေးတွေရှိတတ်တယ်လို့ပဲလေနောက်လည်းအဲ့ဒီလိုမျိုးပေါ့နော် ရှေ့မှာရှိတဲ့အမှုအကျင့်တွေပျော်ရွှင်မှုတွေနဲ့ အနှဲငယ်ကွဲလွဲနေတဲ့အမှုအကျင့်ပြဿနာရှိရပေါ့နော်အဲကလေးလေးတွေလည်းဖြစ်ကြတယ်အမှုအကျင့်ပြဿနာရှိနေတဲ့ကလေးလေးတွေစိတ်ဖိစီးမှုတွေဖြစ်နေတဲ့ကလေးလေးတွေပေါ့နော်ဒါမျိုးတွေဟာအဲဂုဏလိုပဲပေါ့နော်ရှေ့မှာပြောသလိုပဲကဲပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းလာတယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကလေးတွေဟာသူတို့ရဲ့မိဘတွေကလည်းပျော်ပျော်ရွှင်ရွှင် ပြုမှုဆက်ဆံအဲဆောင်ရွက်တဲ့အတွက်သူတို့တွေကပျော်ရွှင်နေဆိုတဲ့ယတ္တကို ခံစားရတာဖြစ်တယ်လို့ပဲအဲအမှုအကျင့်နေစိုးသွမ်းနေအော်ငိုတယ်အော်ဟစ်တယ်ပေါ့နော်အဲဆယ်တယောက်ထဲနေတတ်တယ်အဲစိတ်တက်ကြနေတယ်ပေါ့နော်အဲဒါမျိုးတွေပေါ့နော်ပြုတ်မှုတဲ့အခါမှာကြမ်းတမ်းနေပေါ့တိမ်မွေးမှုမရှိဘူးပေါ့အဲဒါမျိုးတွေပေါ့နော်အဲစကားပြောတာဆိုတာဆာမကြင်ကြင်တန်းတန်းပြောတတ်ဆိုတတ်တယ်ပေါ့အဲနောက်တစ်ခါနေရာထိုင်တာလည်းအနေထိုင်ရ မလျော်ညီဘူးပေါ့ဒါမျိုးတွေဖြစ်ချင်းဟာမိဘတွေရဲ့အပြုအမူတွေကကလေးပုံရိုက်ခတ်သွားစေတာလည်းဖြစ်ပါတယ်ကျမတို့ခဏခဏဆွေးနွေးချက်တွေထဲမှာပါတယ်ပေါ့နော် ECCD ပညာရေးမှာဟောအဲနေရာတိုင်းမှာပေါ့နော်အဲကလေးတွေရဲ့အမူအကျင့်နေကလေးတွေရဲ့ပြုမှုပုံတွေဟာမိဘတွေဆရာသမားတွေပတ်ဝန်းကျင်ကနေကူးတာပါသူတို့တွေကတကယ်တော့ ကလေးဘဝမှာအဖြူတွေလေးပါစိစက်ကြရရုပ်ထင်ရတဲ့တကယ်ကိုအဖြူရောင်စာရွက်ကလေးတရွက်နဲ့တူတာပါဒီပေါ်ကိုလှပတဲ့ကောင်းမွန်တဲ့တောက်ပတဲ့အယောင်တွေတင်ပြီးရင်သူကလည်းလှပကောင်းမွန်တောက်ပတဲ့အယောင်တွေဖြစ်လာမှာဖြစ်တယ်ခုလိုပဲ ပေါ့နော်ကျွန်မကဆွေးနွေးထားသလိုပဲကလေးတွေကိုပျော်ရွှင်တဲ့မိဘတွေကနေပြီးတော့ပျော်ပျော်ရွှင်ရွှင်ကြီးပြရရင်သူတို့ကလည်းပျော်ရွှင်တဲ့အဲသူတို့ရဲ့ အညံထဲမှာကိုလည်းတကယ်ကိုပျော်ရွှင်တဲ့ကလေးတွေဖြစ်ကြီးပြင်းလာမှာဖြစ်တဲ့ဒီပျော်ရွှင်ခြင်းဆိုတာသူတို့တွေကြီးထွားဖွံ့ဖြိုးဖို့အတွက်အရေးကြီးတယ်။အဲလိုပဲအမှုချင်းပြဿနာရှိတဲ့ကလေးတွေရှိတတ်တယ်။အမှုချင်းနေရပေါ့နော်။ဒါဆရာငယ်နေတာ၄စိတ်တက်ကြနေတာ၄တခုခုဆိုရင်ပေါက်ကွဲတက်တာ၄ဒီလိုမျိုးအမှုအကျင့်တွေရှိနေပြီဆိုရင်ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလို့ဆိုရင် မိဘတွေရဲ့စိတ်ဖိစီးမှုတွေကကလေးပေါ်မှာရိုက်ခတ်သွားပြီးတော့ကလေးမှာလည်းပဲအမူအကျင့်ပြဿနာတွေကဖြစ်ပေါ်လာစေခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့မိဘရဲ့စိတ်ဖိစီးမှုဟာကလေးပေါ်မှာရိုက်ခတ်မှုရှိရင်မိဘရဲ့အဆင်မပြေမှုတွေကလေးပေါ်မှာရိုက်ခတ်မှုတွေရှိရင်မိဘချင်းချင်းအဆင်မပြေမှုတွေပေါ့နော်မိသားစုထဲမှာအဆင်မပြေမှုတွေဒါမျိုးတွေကကလေးပေါ်မှာရိုက်ခတ်တဲ့အခါမှာ အမူအကျင့်ပြဿနာရှိတဲ့ကလေးတွေဆိုပြီးဖြစ်လာတာဖြစ်ပါတယ်။အဲ့တော့ကျတော့ကလေးတွေဖြစ်ပေါ်လာတဲ့ဖြစ်အချက်တိုင်းပေါ့နော်အကြောင်းအရာတိုင်းဟာကျမတို့မိဘတွေနဲ့ဆရာသမားတွေမှာအဲရေကြီးသူတို့တွေရဲ့အခန့်ကဏ္ဍအင်မတန်ရေကြီးတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးဖြစ်ပေါ်လာပြီးအမူအကျင့်တွေတော့လွဲမနိုင်ပြီဆိုရင် ိမိကိုမိမိလည်းပြန်လဲသုံးသက်ဖို့လည်းလိုပါတယ်။သုံးသက်ရင်းနဲ့မှကလေးရှိမှကလေးကိုကိုပြုတ်မှုစေခြင်းနဲ့အပြုတ်မှုတိုင်းပဲပြုတ်မှုပြီးတော့အဲမိမိရဲ့စိတ်ဖြစ်စည်းမှုတွေကိုကလေးရှိမှမပြဘဲနဲ့ပေါ့နော်။ဒါကလေးကနေပြီးတော့ကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုကသူ့အပေါ်မှာတက်ရောက်သွားတဲ့အခါမှာခုနလိုမျိုးအမှုအကျင့်ဖြစ်တဲ့အမှုအကျင့်နေပေါ့နော်။ အပြဿနာရှိတဲ့ကလေးတွေဖြစ်လာစေနိုင်တယ်။ဒါကြောင့်ဒါမျိုးလေးတွေကိုလည်းတတိထားဖို့လိုတာဖြစ်ပါလေရှင်။အမှုချင်းပြဿနာရှိတဲ့ကလေးတွေဟာစိတ်ဖိစီးမှုများတဲ့မိဘတွေရဲ့အပြုမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်တဲ့။အဲ့တော့ကျမတို့ရဲ့ကလေးတွေကိုစိတ်ဖိစီးမှုနေပြီးတော့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကလေးတွေဖြစ်စေခြင်းနဲ့ဆိုရင်စိတ်ဖိစီးမှုနည်းတဲ့မိဘတွေရာမိဘများက ပေါ့နော်။မိမိရဲ့ကလေးတွေရဲ့ဘဝမှာ စိတ်ပီစီမှုနဲတဲ့ကလေးတွေဖြစ်အောင်တင် जा ပေးနိုင်ပါလေတဲ့အဲဒါဆိုရင်ကျမတို့ဒီကအဲဒီပေါ့နော် parenting ဆိုတဲ့မိဘပညာပေးခြင်းစီစဉ်ပါဆိုရင်မိမိရဲ့စိတ်ဖိစီးမှုတွေမိမိရဲ့ခံစားချက်တွေကိုဒါဘလို့နီးလန်းနဲ့ရွှတ်ချမလို့ဆိုတာသူတယောက်ချင်းစီကတုံးသက်ဖို့လိုပါတယ်အဲ့လိုပဲအဲ့လိုမျိုးရှော့ချပြီးတော့မှကလေးတွေကိုတကယ်ကိုပျော်ရွှင်ပြီးတော့စိတ်ပိစီးမှုနဲတဲ့ကလေးတွေဖြစ် ဖွံ့ဖြိုးလာအောင်ကြီးပြင်းလာအောင်အဲကျမ်းမာတန်ဆန်းတဲ့လူသားတယောက်ဖြစ်အဲရရှိလာအောင်ပေါ့နော်ဒါကြောင့်ကလီမိဘတွေကိုယ်တိုင်အားကိုလည်းစိတ်ဖိစီးမှုနည်းဖို့လိုအပ်တယ်ဒါကြောင့်စိတ်ဖိစီးမှုနည်းတဲ့မိဘတွေဟာတဲ့မိမိကလေးရဲ့ဘဝမှာလည်းပဲစိတ်ဖိစီးမှုနည်းတဲ့ကလေးတွေဖြစ်အောင်တင် जा ပေးနိုင်တယ်တဲ့တိကျတဲ့ကျမတို့ရဲ့မိဘတွေဟာကိုယ်ကလေးကိုတော့စိတ်ဖိစီးမှုများတဲ့စိတ်ဖိစီးမှုတွေနဲ့ အဲဝဝင်းရနေတဲ့ကလေးမျိုးမဖြစ်စေခြင်းမူသူတို့တွေကိုတကယ်ကိုဘဝမှာရှင်သန်ဖွံ့ဖြိုးတဲ့အခါမှာတကယ်ကို ပြပြဝဝနဲ့ပေါ့နော်ဖွံ့ဖြိုးစေခြင်းနဲ့သူ့ရဲ့စွမ်းရည်တွေကိုအဲအပြည့်ဝဆုံးအကောင်းဆုံးဖြစ်အောင်ဖွံ့ဖြိုးစေခြင်းနဲ့ဆိုရင်မိဘတွေကိုယ်တိုင်ကလည်းပဲမိမိရဲ့စိတ်ဖြစ်စည်းမှုတွေကိုစနစ်တကျနဲ့လျှော့ချဖို့လိုတယ်ကလေးရှိမှ မပြတာပဲနဲ့ပေါ့နော်စိတ်ဖြစ်စည်းမှုနဲ့ပြီးတော့အဲ မိမိရဲ့ဘဝမှာနေထိုင်လို့ရအောင်ဒါကြောင့်ကလေးတွေများမျိုးကလေးတွေကိုလည်းဒီလိုမျိုးစိတ်ပီစီမှုနဲပြီးတော့သူတို့ဘဝမှာသူတို့အာစနစ်တကျနဲ့ပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ဖွံ့ဖြိုးလာစေမှာလည်းဖြစ်တယ်။ဒါကြောင့်စိတ်ပီစီမှုနဲတဲ့ကလေးတွေဖြစ်အောင်သင်ကြားပေးနိုင်မှုအတွက်မိဘတွေကလည်းပဲစိတ်ပီစီမှုနဲတဲ့မိဘတွေဖြစ်အောင် အဲဒါကိုကိုကိုပြုပြင်ဖို့လိုအပ်ပါတယ်ရှင်။ဒါကြောင့်ဒီကလည်းဒီသုံးသက်ချက်တွေကလည်းပဲကျမတို့ပညာရဲ့ဒီသူတို့တွေရဲ့ပေါ့နော်လေးလာသုံးသက်တွေးရှိချက်တွေကနေပြီးတော့ဒါလေးတွေကိုကျမအမြဝင်ဆွေးနွေးပေးရခြင်းလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်စိတ်ပိစီမှုနည်းတဲ့မိဘတွေကသူတို့တွေရဲ့ကလေးတွေရဲ့ဘဝမှာလည်းစိတ်ပိစီမှုနည်းတဲ့ကလေးတွေဖြစ်အောင်သင်ကြားပေးနိုင်တယ်တဲ့။အဲ့တော့ကြတော့ကျမကနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးဆိုရင်စစ်မှန်တဲ့မိဘတွေဖြစ်ဖို့လိုတယ်။ကလေးတွေကိုကလေး မိမိရဲ့ပေါ့နော်မိွားရဲ့အဲဝိတရားရေရှိမင်းအဲနောက်တစ်ခါကလေးမကောင်းတာဟာမိဘကြောက်မှာဆိုတာလေးကိုလေခံယူဖို့လိုတယ်ဒိုးလုံးကဒိုးငငယ်တော့ဟာဒါမျိုးမလုပ်တတ်ပါဘူးအဲသူတို့ကြမှာဒီလိုပါဆိုတာမျိုးတွေကကျမခဏခဏနားနဲ့မစအောင်ကြားရတယ်တကယ်တော့ကိုကိုကိုပြန်ကြည့်ရမှာပါကိုကလေးမကောင်းဘူးဆိုရင်ကိုကပါကိုက အဲကိုကဘလို့ပြုတ်မှုရမှားနေလို့လိုအပ်ချက်ရှိနေလို့ပေါ့မိမိရဲ့လိုအပ်ချက်ကိုပြင်ပြီးရောပေါ့နော်ကလေးကိုလည်းပဲအပြုတ်မှုကောင်းနေရလားလေ့ကျင့်ပြီးသွားကြရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေပေါ့နော်အဲတကယ်ကိုပေါ့စစ်မှန်ပြီးရောအဲသူတို့ကကျမ်းမာတဲ့လူသားတယောက်ဒီဖြစ်ဖွံ့ဖြိုးလာဟာကျွန်တော်တို့မိဘတွေပေါ်မှာအများကြီးရေးကြည့်တယ်ကြောင့်ကျွန်တော်ရှေ့ဘိုင်းမှာဆွေးနွေးထားတဲ့ slide တွေထဲမှာဒီပြောမိပါသေးတယ် တကယ်ကိုကျမတို့အနာဂတ်အတွက် key player တွေကမိဘတွေဖြစ်ပါလေရှင်။အဲကြောင့်ဒီ key player တွေကရေးကြည့်ပါရဲ့အဲ့တော့မိမိကိုယ်တိုင်ကလည်းစိတ်ပြည့်စုံမှုတွေရှော့ချပြီးတော့တကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့အဲနေတတ်တဲ့အလေးထားလေးတွေရရှိအောင်အဲနမူနာဆက်နမူနာပြကလေးရဲ့ဆက်နမူနာပြပုံကိုရေးရဖြစ်ပေါ့နော်အဲပြုမှုဆက်ဆံပြီးတော့ကျမတို့ရဲ့ကလေးတွေကိုသူတို့ရဲ့ဘဝမှာစိတ်ပြည့်စုံမှုတွေနဲ့ပြီးတော့အဲပျော်ပျော်ရွှင်ရွှင်နဲ့ အဲဖွင့်ပြလာအောင်အဲပြုမှုဆောင်ရွက်သွားကြရမယ်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်